ဓာတ် frame ပုံစံလေးနဲ့သွားထားတာပေါ့လေ။ဘာလို့လဲဆိုတော့ JP တခုကိုရပ်တက်ပြိုးရတဲ့ကျွန်တော်မကြည့်သေးချင်တော့ခေါင်းကြီးမှာကဘောလုံးပွဲနဲ့ပတ်သက်ဟုတ်ကျွန်တော်ခုနလည်းပြောပါရယ်ကျွန်တော်က Liverpool fan ဆိုပေမဲ့ကျွန်တော်ဒီပြင်အသင်းအမိအကြောင်းလည်းအကောင်းအကောင်းပြောပါတယ်လို့ကျွန်တော်အဲ့လိုပြောရင်မမပြောထားပါဘူးမတိုက်ဘူးဆိုတာကျွန်တော်မကောင်းမပြောပါဘူးပြောတာ ပြောကြမှာပေါ့လေဟိုအင်အားပေးတဲ့လူအထက်မှာလေဇက်ကအလိုမျိုးနည်းနည်းလေးရှုပ်နေတော့ကျွန်တော်ကျွန်တော်ကောင်မကျွန်တော်ချစ်တဲ့ကောင်မလေးရဲ့အဖေကနိုင်ယူဖြစ်နေတော့သူ့သမီးကိုကျွန်တော်လေဘူးကူးနဲ့သူကသဘောမတူဘူးအဲသူသမီးရောလိုချင်ပြီလေဘူးကိုအားမပေးနဲ့ဆိုတာမျိုးရှိရပါတယ်အထက်မှာဇက်သဘောရအလိုလေးရှိရဆိုတော့ပြောကြကောင်းပါဘောလုံးဘွဲ့နဲ့ပတ်သက်လို့လုံးဝမသိပါဘူးဒါယူသားဆုံးအခါကျွန်တော်ဘောလုံးဘွဲ့နဲ့မကြည့်ပါဘူး ကိုကျတော့တော်လီဗာပူးဖန်ဖြစ်တယ်လို့တော်တော်များများဘောလုံးပွဲကြောင်းသိတဲ့ခါတော့အဲ့မှာအဲ့တကားလို့မှာကဘောလုံးဖန်ဆိုလို့ကျွန်တော်ကျွန်တော်တော့ပဲရှိတာကိုခင်လိုင်းလည်းဘောလုံးကြောင်းမသိဘူးသူတို့လည်းမသိဘူးသူကမသိဘူးကျွန်တော်ကျွန်တော်ပဲလိုက်ပြီးအကုန်လုံး guide လုပ်ပြီးတော့ကျွန်တော်လူချင်းတဲ့ဟာလေးလိုက်ပြောတာ အဲကျွန်တော်ကတော့အဲ့လိုကဆိုလဲကထည့်လိုက်တာပဲကျွန်တော်ကအဲ့လိုဗီအမ်ဘရာလေးလုပ်ထားတာလေးပါတာပေါ့ပါတာပေါ့ဒီမှာကျွန်တော်တို့ကအဲ့ဒီ episode လေးကတခုရှိတယ်ဗျာကျွန်တော်တို့ဒါ7ဘိုင်းမှာအဲ့ဒီ title နဲ့အပိုင်းလေးတစ်ပိုင်းပါတာပေါ့အဲခေါင်းကြီးနဲ့ရွာသားရွာအဲနောက်တစ်ခုကခေါင်းကြီးနဲ့ပရာဟိတာအဲ့လိုမျိုးပေါ့နော်ကျွန်တော်ဒီဘိုင်းဒီဘိုင်းကိုမတူတဲ့ဟိုဇလန်မျိုးစားလေးနဲ့တွားတော့ခေါင်းကြီးနဲ့အဲ့ဒီဂရီဘရာဖန်ဗရီဘရာဖန်များဆိုတဲ့ title လေးနဲ့ကျတော့ကျွန်တော်ဒါဘောလုံးအကြောင်း ိုဇလန်းလေးပါတယ်အဲ့ဒါဘိုးဟန်အမတ်ဆက်လာတယ်ဟုတ်ကျွန်တော်ခုနလည်းပြောပါတယ်ကျွန်တော်ကလူဘူးဖန်ဆိုပေမဲ့ကျွန်တော်ဒီပြင်အသင်းအမိအကြောင်းလည်းအကောင်းအကောင်းပြောပါတယ်လို့ကျွန်တော်အဲ့လိုပြောရင်မမပြောထားပါဘူးမမတိုက်ဘူးဆိုတာကျွန်တော်မကောင်းမပြောပါဘူးပြောတော့ပြောကြမှာပေါ့လေသူအင်အားပေးတဲ့လူတွေအဲထဲမှာလည်းဇက်ကအလိုမျိုးနည်းနည်းလေးရှုပ်နေတော့ကျွန်တော်ကျွန်တော်ကောင်မကျွန်တော်ချစ်တဲ့ကောင်မလေးရဲ့အဖေကမန်ယူဖြစ်နေတော့သူ့သမီးကိုကျွန်တော်လေကူးနဲ့သူကသဘောမတူဘူး အဲဒီသူမျိုးလိုချင်မေးလေပေါ့ဘူးအာမပင်းနဲ့ဆိုတာမျိုးကြီးရပါလေအဲမှာဇက်သဘောရအဲ့လိုလေးရှိရဆိုတော့ပြောကြကောင်းအဲမှာအဲ့ဒီတကားလို့မှာဘောလုံးဖန်ဆိုလို့ကျွန်တော်ကျွန်တော်လောက်ပဲရှိတာကိုခင်လိုင်းလည်းဘောလုံးကြောင့်မသိဘူးသူသူလည်းမသိဘူးသူသူမှမသိဘူးကျွန်တော်ကျွန်တော်ပဲလိုက်ပြီးအပေါ်လုံးဂိုက်လို့ပြီးတော့ကျွန်တော်လူချင်းတဲ့ဟာလေးလိုက်ပြောတာဘောလုံးဘက်နဲ့ပတ်သက်လို့လုံးဝမသိပါဘူးဒါရိုးသားဆုံးအခါကျွန်တော်ဘောလုံးဘက်နဲ့မကြည့်ပါဘူးကိုကျန်တော့တော်လီဘာဖန်ဖြစ်တယ်လို့တော်တော်များများဘောလုံးဘက်ကြောင့်သိတဲ့ခါကျတော့ ။အင်ဂျီကတော့စတင်မနေရရှာပေးရတယ်။ကျွန်တော်အင်ဂျီကကျွန်တော်ရှိသေးတာပေါ့။ဟုတ်တယ်အဲ့တော့အဲ့အားကြီးတော့ဆိုရင်အဲ့ဒီကျွန်တော်တို့ဒီဟာသာတိရုပ်ဆောင်တွေကတော်တော်များများကျွန်တော်တို့ဒီစိတ်မှာရှိနေတော့ဒီပြရှူတင်တွေကဟာသာတိရုပ်ဆောင်ဒီလိုကျလို့ရှိရင်ကျွန်တော်တို့စီကပြန်ပြောရတဲ့အားမျိုးတွေတော့ဖြစ်တယ်။အဲ့မို့ကျွန်တော်တို့ဟိုကက်စတင်လေးချလိုက်တဲ့အချိန်မှာလူလူရဲ့နေရာလေးကိုခင်လိုက်လို့လည်းကျွန်တော်တို့ကနေပြီးတော့ခေါ်လိုက်ပါမယ်။အဲဒီနဲ့ပတ်သက်တဲ့ဇာတ်ထုတ်ပါမယ်။အဲနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဖရာဟီတာနဲ့ပတ်သက်တဲ့ဇာတ်ထုတ်ပါမယ်။ဒါ ဒါလွန်ခဲ့တဲ့ကျွန်တော်တို့နှစ်နှစ်ဒီဘက်လောက်ပါရိုက်ထားတာဆိုတော့အဖက်အချိန်ကြီးကတော့အကုန်လုံးကအဲ့အဲ့ connection ရှိတာပေါ့လေ။အော်အေးမလူကတော့ဒီလိုပါပဲကျွန်တော်တို့ကလည်းကျွန်တော်တို့လည်းအသက်ကြီးတာကျွန်တော်တို့အဲ့အဖက်အဲ့ရိုက်တော့အနေထားနဲ့ဒီအခုလက်ရှိအနေထားလည်းကျွန်တော်လည်းမတူဘူးကျွန်တော်လည်းယုံယွင်းနေပါတယ်ကိုယ်ကတော့ scam မဖက်လို့မသိတာပါအဲ့တော့ကတော့ဒီတဲ့ပို့ပြီးတော့ကြားမှာတော့ပေါ့လေ။ ဖရိတ်ပုံစံလေးနဲ့တွားထားတာပေါ့လေ။ဘာလို့လဲဆိုတော့ဂျင်းကြီးတခုကိုရာသတမျိုးနဲ့ကျွန်တော်မကြည့်သေးချင်တော့ခေါင်းကြီးမကဘောလုံးပွဲနဲ့ပတ်သက်ဟုတ်ကဲ့အဲ့ဒါလေးကမူမူကြီးရပါ့။မမူအာမမူကဒီမှာ twelve rider လဲလုပ်တယ်ပြီးတော့ဒီ theme song လဲကျွန်တော်ကျွန်တော်လိုချင်တဲ့ music ပုံစံလေးပေါ့နော်အဲ့ဒါ thank 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 music ပုံစံလေးကိုသူရေးပေးတယ်အဲပြီးတော့ဖြိုးလေးက rap ဆိုပြီးထားတယ်ဖြိုးလေး rap အပိုင်လေးမပါဘူးဟုတ်တယ်ညတာနဲ့ဆိုပြီးထားအဲ့ဘောအဲ့ဘော तू က music vibe ကိုကြာတော့ तू က အများကြီးနန်နန်နေနေနဲ့သူ support လုပ်နိုင်တယ်လေသူကလည်း music buying ဟာဟိုနည်းနည်းပို့ပြီးတော့သူက လုံလုံနိုင်ခိုင်းနေတဲ့ဆိုရှိပါလေအဲဘိုလိုဂျင်နာလေးတွေလည်းသူဖန်တီးပေးတယ်အဓိကကတော့ကျွန်တော်ဇညုမဟုတ်ပြကိုတောင်မအောင်ရေးပြတာကျွန်တော်ကဇလန်ဖရိမ်နဲ့ကျွန်တော်ကပြောပြရပါတော့ဒီဒီအပိုင်းလေးတွေပဲကျွန်တော်ပြောပြရပါတယ်အဲအစားတဲ့ဒီ dialogue တွေကကိုတောင်မအောင်ရေးရပါအဓိကကတော့ character တွေကိုခွဲလိုက်တာပေါ့လေဒီရွာထဲမှာဖြစ်တဲ့ character တွေကိုတယောက်နဲ့တယောက်ဟို color လေးတွေတုံးလေးမတူအောင်ခွဲလိုက်တာပေါ့လေကျွန်တော်မကြည့်ရသေးဘူးအစားဆုံးကိုမကြည့်ရသေးဘူးအဲ့အခုပြရတဲ့ trailer လောက်ပဲကျွန်တော်ကြည့်ပြတာအစားအဆုံးဆိုတာ ဲ့ဒီ episode တစ်ခုချင်းတစ်ခုချင်းတော့ကြည့်ပြပေးပါမယ်။ကျွန်တော်တို့က update ဖြစ်တဲ့အကြောင်းအရာတွေကိုထည့်ရိုက်ထားတာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီအတွက်တော့မစိုးရိမ်ပါဘူး။ကျွန်တော်တို့ကဒီနေ့ဟို trend ဖြစ်နေတဲ့အကြောင်းအရာကိုကျွန်တော်တို့ကဒီနေ့ထည့်ရိုက်ထားတာပေါ့လေ။အဲ့တော့ကျွန်တော်တို့ကဟိုအချိန်ကာလမရွေးကြည့်နိုင်တဲ့ ဇက်ကဖြစ်ပါမယ်။ဒီအမှတ်အစီအစဉ်နဲ့ကျွန်တော်တို့ပြောကြကောင်းပါတယ်ခင်ဗျာကျွန်တော်တို့ဒါအားလုံးကြိုးစားထားကြပါတယ်လွန်ခဲ့တဲ့နှစ်ကဆိုပေမဲ့လည်းအထက်ကကျွန်တော်တို့ရဲ့ဖန်တီးမှုတွေကတော့ဟိုအားလုံးအချိန်မီပြီးကြည့်လို့ရတယ်ခန်းစားလို့ရတယ်ဟိုဖန်တီးမှုတွေပါခင်ဗျာအဲ့တော့ကျွန်တော် Hipley နဲ့ Channel 7မှာ26နေရာစပြီးကြည့်လို့ရပါပြီအားလုံးအားပေးကြပါဦးခင်ဗျာ